အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဗီဒီယိုတွေလည်းအခုမလုပ်ပေးတာကြာပြီပေါ့နော်ဒီအပိုင်းကအလုံးနည်းနည်းများနေတာနဲ့ဗီဒီယိုတွေမလုပ်ဖြစ်ဘူးဒီအပိုင်းကလည်းအခုကျွန်တော်နေတဲ့ဘန်ကူဘာမြို့ပေါ်မှာမိုးကဇက်တိုက်လို့လို့ရွာနေတာဆိုတော့အပြစ်မှာဗီဒီယိုရိုက်ရတာလည်းတိတ်မကောင်းဘူးပေါ့နော်ဒီဘန်ကူဘာမှာမိုးရွာတာအောက်တိုဘာလသမ်းပိုင်းနဲ့ကအခုကရွာနေတာအခုနိုဝင်ဘာကုန်ကန်ကြီးအထိပဲ ိုးကလည်းဇက်တိုက်ဆိုလိုရွာနေတော့ပြင်မှာဗီဒီယိုရိုက်ရတော့တိတ်မကောင်းဘူးပေါ့နော်နောက်တစ်ခုကကြတော့ဒီဘန်ကူဘာမှာမိုးရွာပြီဆိုပြင်မှာလူတွေတိတ်မရှိတော့ဘူးဒီအပြင်ကိုကြည့်ကြည့်လေနော်ကျွန်တော်အခုကအလုတ်ကပြန်လာရင်လည်းဒါဗီဒီယိုရိုက်ကြည့်တာပေါ့နော်ဘန်ကူဘာမှာဆိုလို့ရှိရင်မိုးရွာပြီဆိုတာနဲ့လူတွေကပြောက်သွားကြတာပေါ့နော်ပြင်မှာတိတ်မတွေ့ရတော့ဘူးမိုးပြန်တိတ်ပြီဆိုလို့ရှိရင်ပျော့စိတ်ကိုပျော့စိတ်အောင်ရေလောင်းလိုက်တယ်လို့ပဲပေါ့နော်ပြန်ပြီးထွက်လာကြတာလူတွေက ဒီဘန်ကူးဗားမှာဆိုလို့ရှိရင်တစ်နှစ်ကိုမိုးကရက်ပေါင်း150လောက်ရွာတယ်ဆိုတော့အစင်းစရာတွေရှိတယ်ပေါ့နော်ဒီအပိုင်းကျွန်တော်ကိုမေးထားတဲ့မိကုန်းတွေပေါ့နော်ကနေဒါကိုဘယ်လိုလာလို့ရမလဲဘာညာဆိုပြီးတော့မေးထားတာတွေရှိတယ်အဲ့ဒါလည်းကျွန်တော်လည်းအခုပြန်ဖြေဖြေကြည့်တာပေါ့နော်အလုတ်ကပြန်လာရင်လည်းပေါ့ပေါ့ပါပါပြန်ဖြေကြည့်တာပေါ့ဒီကနေဒါကိုလာဖို့အတွက်ဆိုလို့ရှိရင်အ мян ဆုံးနဲ့အလွယ်ဆုံးနီးလန်း၅ခုရှိပါတယ် ခုနားထောင်နေရတာကတော့ Barmis Canadian YouTube page ဖြစ်ပါတယ်။တရီတာနိုင်ငံနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ YouTube ကို like and subscribe လုပ်ထားပေးပါပထမဦးဆုံးကတော့ဗျာဒါအလဲပတ်ဗီဇာနဲ့ပေါ့ basic ဗီဇာနဲ့ဘလိုနည်းနဲ့ပဲဖြစ်ဖြစ် basic ဗီဇာရတယ်ဆိုလို့ရှိရင်လာလို့ရပြီပေါ့အရင်ကဆိုလို့ရှိရင်တော့ဒါဒီကနေဒါကိုမြန်မာပြည်ကနေပြီးတော့ group tour တွေနဲ့လာရလည်းရှိတယ် တူးချင်းကိုမိတ်ဆွေညီကိုမောင်နှမတွေဖိတ်လို့လာလို့ရတာတွေလည်းရှိတယ်အခုလေကနေဒါကတော့ပြန်ဖွင့်လိုက်ပြီပေါ့နော်ဒါပြန်လျှောက်လို့ရတော့ပြီထင်ပါတယ် visit visa ကတစ်ခါလောက်ပြီဆိုလို့ရှိရင်တော့ဒါ6လတော့ရတာပဲလीနော်နောက်ပြီးတော့ visit visa နဲ့လာပြီးတော့ဒီမှာတခြားတခြားနီးနီးနန်းတစ်ခုခုနဲ့ပေါ့နော်ပြန်ပြီးတော့ work visa တွေပြန်ပြောင်းတာတို့ study permit တွေပြန်ပြောင်းတာတို့နောက်အိမ်အောင်ပြုတာတို့ ခြားတနည်းနည်းပေါ့ဗျာနော်ဆိုင်လန်ခန္ဓာတို့အဲ့လိုပဲပြန်လောက်ကြတာပဲလေနော်ဒီကနေဒါမှမဟုတ်ပါဘူးဒီအမေရိကန်မှာလည်းအဲ့လိုပဲလောက်ကြတာပါပဲအဲ့လိုမျိုးလုံနေလူတွေလည်းအများကြီးတွေ့ဘူးပါတယ်နောက်နံပါတ်2ကတော့ student visa နဲ့လာတာပေါ့နော် student visa နဲ့လာရဲဆိုတဲ့နေရာမှာဒါ adult student ဆိုတာရှိမှာပေါ့ adult student ဆိုတဲ့နေရာမှာဒါ bachelor လာတက်မှာလား post graduate လာတက်မှာလား college လာတက်မှာလားဆိုတာရှိတာပေါ့နော် တို့တက်တဲ့နေရာမှာဘာဘာသာရေးပဲဖြစ်ဖြစ်ပေါ့ဗျာအဓိကတော့ဒီမှာအကြောင်းဒီ study permit ရနိုင်တဲ့ဆိုလို့ရှိရင်တော့မဘာပဲလာတက်တက်ပေါ့အင်္ဂလိပ်စာလာတက်မှာလားတခြားမကာပန်တာလို subject တွေလာတက်မှာလား cook နဲ့ပတ်သက်ပြီးလာတက်မှာလားနော်အဲ့လိုမျိုးဆိုလာတက်လို့ရတယ်ဆိုလို့ရှိရင်လည်းအကောင်းဆုံးပေါ့နောက်တစ်ခုကကိုကတော့အသက်ကြီးသွားပြီအကြောင်းကိုဒါတက်တက်လို့အဆင်မပြေတော့ဘူးပေါ့နော်ဒါမဲ့ကိုမှကလေးတွေရှိရဆိုလို့ရှိရင်တော့အဲ့ကလေးတွေအကြောင်းထားရင်လည်း ဒါမိဘတစ်ယောက်ကတော့လိုက်လာလို့ရတယ်ပေါ့နော်။နောက်မိဘတစ်ယောက်ကလည်းတခြားနီးတစ်ခုခုနဲ့လိုက်လာလို့ရပါတယ်အဲ့လိုပဲတွေ့ဘူးပါတယ်။ကလေးတွေကိုဒါအလေတန်းထက်တန်းကျောင်းနေထားပြီးတော့ဒါလာတက်ကြတဲ့မိဘတွေလည်းတွေ့ဘူးပါတယ်။ Public school တွေ private school တွေပေါ့နော်။အဲ့မှာထားကြတာ။နံပါတ်3ချက်အနေနဲ့ဆိုလို့ရှိရင်အိမ်တော်ဘက်နဲ့ဒါမို့ရှိရင်လက်မထသေးဘူးဆိုရင်လည်းအတူတူနေဘူးတဲ့ဒါချစ်သူကြီးစားနေပေါ့နော်။ သူတို့ကိုခေါ်ခိုင်းတာမျိုးဆိုလို့ရှိရင်လည်းရပါတယ်။ယောက်ျားမိန်းမမခွဲကြပါဘူးဒီကနေ့ဒါတော့เนาะ LGBTQ member တွေလည်းဒါရနေတာပါလေတောက်လျှောက်။အဲ့ဒီဗီဇာနဲ့လာလို့ရပါတယ်။ဒါလည်းအလွယ်ဆုံးနေရတက်တရချက်ပေါ့နော်။နောက်တဲ့နံပါတ်၄ချက်ကတော့ဒါမြန်မာတွေတွေကလုံနဲ့လာကြတဲ့ work permit နဲ့ပေါ့နော်။လာကြတဲ့လူတွေလည်းတွေ့ဦးပါတယ်။မြန်မာတွေမှမဟုတ်ပါဘူး။တခြားနိုင်ငံကြားလာလာကြတဲ့လူတွေလည်းတွေ့ဘူးပါတယ်အဲ့ဒါပြီးရင်ဒီရောက်ပြီးမှပဲသူတို့ PR ဘာညာပြန်လျှောက်ကြတာပေါ့နော်။သုံးနှစ်ပြည့်နိုင်ငံသားလျှောက်တာလည်းလုပ်လို့ရတယ်။နောက်ဆုံးနံပါတ်5အချက်ကတော့ဒါ PR ကျွန်တော်တို့လိုမျိုး PR တစ်ခါတည်းလျှောက်ပြီးတော့လာတဲ့ Express Entry Program နဲ့ပေါ့နော်။အဲ့အကြောင်းကိုကျွန်တော်ကျွန်တော်ဗီဒီယို YouTube မှာပြောထားပါတယ်။ကျွန်တော်တို့လာခဲ့တော့ကလည်းဒီ Express Entry အနေနဲ့ပဲလာခဲ့တာပါ။ကနေဒါမှာလည်းကြောင်းတက်စရာမလိုပါဘူး။ဒီအလုပ် offer letter တွေပါလည်းမလိုပါဘူး။ဒါ agent phone တွေပါလည်းမပေးရဘူးပေါ့နော်။ကိုပေါ့တော့လျှောက်တယ်ဆိုလို့ရှိရင်တော့ အခုကျွန်တော်ပြောခဲ့တာကတော့ဗျာကနေဒါကိုအ мян ဆုံးနဲ့အလွယ်ဆုံးလာတဲ့ညီလန်း၅ခုပဲဖြစ်ပါတယ်အသေးစိတ်ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Bamis Canadian YouTube မှာတွားပြီးကြည့်လို့ရပါတယ်အဲ့မှာပြည့်ပြည့်စုံစုံနဲ့ဖော်ပြထားပါတယ်ဒီအပိုင်းကျွန်တော်တို့ကို comment တွေမှာမေးထားတဲ့မေးခွန်းတွေကိုပြန်မဖြေပေးနိုင်သေးတာ အားလုံးကိုတောင်းပန်ပါတယ်။လာကုန်ငန်းကြီးကြမှာပဲပြန်ပြီးတော့ဆုပြီးတော့ဗီဒီယိုတွေနဲ့ပြန်ပြီးတင်ပေးပါမယ်။အားလုံးပဲမကြခင်ဆုံတွေ့ကြမယ်နော်။ Bye bye ။အခုလိုနားထောင်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ Barmis Canadian Page က Immigration Lawyer, Immigration Consultant လောက်ကန် Agency မဟုတ်ပါဘူး။ကနေဒါနိုင်ငံမှာ Immigration နဲ့ပတ်သက်ပြီးအဖို့ခါယူပြီးတော့အကြံဉာဏ်ပေးခြင်းနဲ့ဆိုလို့ရှိရင်သွေးရစီမှာတရားဝင် register လုပ်ရပါတယ်အဲ့လိုမှမဟုတ်ရင်တရားဝင်ပါဘူးကျွန်တော်တို့ကတော့ဒါတငယ်ချင်းတွေကအဲထိတ်ဝင်စိတ်ဝင်စားနေ မေးမြန်းလာကြတဲ့အတွက် information တသက်ပေးခြင်းသာဖြစ်ပါတယ်ကျွန်တော်တို့ကဥပဒေနဲ့ပတ်သက်တဲ့အကြံဉာဏ်ပေးခြင်း immigration နဲ့ပတ်သက်တဲ့အကြံဉာဏ်ပေးခြင်းမရှိပါဘူးခင်ဗျာ